အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော် sharing လုပ်ချင်တဲ့အကြောင်းအရာလေးကတော့အဲဤပညာနဲ့ပတ်သက်တာလည်းဆိုင်တယ်တခြားကိစ္စရဲ့ဒီနေ့နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုကျွန်တော် share လုပ်ချင်ပါတယ်ဒါကတော့ဗာလဲဆိုရင်ကျွန်တော်မိတ်ဆွေအားလုံးပေါ့နော်ကိုယ့်ရဲ့အောင်မြင်မှုနဲ့ပတ်သက်တာမှုရင်လည်းကိုယ့်ရဲ့သိရှိနားလည်မှုနဲ့ပတ်သက်တာကိုကျွန်တော်တို့ကရရှိဖို့အတွက်အချိန်ကာလတစ်ခုစောင့်စားအဲ့တော့စောင့်စားရမယ့်အချိန်ကာလတစ်ခုကိုကျွန်တော်တို့က လောလို့လည်းမရဘူးတနည်းအားဖြင့်ကျွန်တော်တို့ဒီစိတ်မရှိလို့လည်းမရဘူးเนาะအဲ့တော့ကျွန်တော်တို့ဒီမှာတော့ခေါ်ဝေါ်တဲ့အခါကျတော့ resilient ပေါ့เนาะတနည်းအားဖြင့်ကြံ့ခိုင်တော့ကျွန်တော်တို့ကရှိနိုင်တဲ့နေထားတယ်ကျွန်တော်တို့ဖြတ်တန်းဖို့လိုအပ်တယ်အဲ့တော့ကျွန်တော်ဒီ trainer တယောက်ဖြစ်တဲ့အတွက်ကြောင့်အဲကျွန်တော် training နဲ့ပတ်သက်တဲ့အချိန်မှာအမြဲတမ်းပြောပြတဲ့အရာရှိတယ်ကျွန်တော်များလူတွေတွေကတခုခုကြောင်းရအောင်ချက်ချင်းပြည်ညရတယ်ချက်ချင်းကိုရသွားနိုင်ရလို့ဟို ဆုံးဖြတ်ပြီးတော့ရတဲ့အခါကျတော့ကိုကတကယ်တမ်းတတိယဘဝမှာကျွန်တော်အဲ့လိုမျိုးမရခဲ့စိတ်သက်ကြတာလို့အဲဒီခါကျရင်ပုဂ္ဂိုလ်ကမကျေနပ်တာလို့ဒါတွေဖြစ်တတ်တယ်ကျွန်တော်အဲ့တော့အဲကျွန်တော်တို့ resilient ရှိဖို့အတွက်ကိုကျွန်တော်တို့စောင့်စားရမယ့်အခြေအနေကိုကျွန်တော်တို့ကဖြတ်တန်းဖို့လိုတယ်အဲ့တော့ကိုကဒီပညာပတ်သက်တဲ့ကြိလာတဲ့လူတယောက်ဆိုရင်လည်းဥပမာတော့ network ဝင်လေ cloud အဲပြီးမှရင်ကျွန်တော်တို့ကဒီဟိုတခြားအသစ်တက်ကောကြီး AI တက်ကောကြီးဒါတွေကိုသိဖို့အတွက်ကကျွန်တော်တို့ကအချိန်ကာလတစ်ခုယူပြီးတော့မှ ဖြစ်ပေါ်တာလေးကိုကျွန်တော်နားလည်ဖို့တည်တယ်။အဲ့တော့ကျွန်တော်တို့ဥပဝင်ကြီးမှာကိုယ့်ရဲ့ပြပဝင်ကြီးကိုကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဥမာပြပြမယ်ဆိုရင်ဒီမိုးရင်းကာလမှာတည့်ရတိကိစ္စပေါ့နော်။တည့်ရတိတည့်ရတည့်ရတိစားကြတယ်။တည့်ရပင်မှာတည့်ရပင်ကိုစားတယ်ဖြစ်ပြီးတော့တည့်ရတိဖြစ်ဖို့အတွက်ကတည့်ရတိရမှာအဖူးလေးကိုစားဖွယ်လေပြီးရခါကျမှအတီးဆိုတာဖြစ်လာပြီးတော့ကျွန်တော်တို့စားတော့လို့ရတယ်ဖြစ်တယ်။အဲ့တော့မိတ်ဆွေတို့လည်းကျွန်တော်ဒီနေ့ share လုပ်ချင်တာတော့ကျွန်တော်တို့လည်း ဆောင်းစားမဲ့ချိန်တခုကျွန်တော်တို့ဖြတ်တန်းဖို့လိုတာလေးကျွန်တော်ရင်းနေ channel လုပ်ကြည့်ဖြစ်ပါတယ်။ဒေါ်လူမရအောင်စိတ်ရှည်ရမယ်ပြီးွားရင်ကျွန်တော်ကြံ့ခိုင်ဖို့ကြံ့ကြံ့ခိုင်ခိုင်စိတ်ဓာတ်ကိုထားထားရမယ်။တခုလို့ရှိရင်အဲကျွန်တော်တို့ဆောင်းစားမှုတခုဆောင်းရတယ်ဆိုတဲ့အချိန်ကာလမှာတစ်ခါလေကြရရင်ဖြစ်တွန်းမှုတခုကလည်းချင်းချင်းယုတ်ချီကျွန်တော်တို့မဖြစ်နိုင်ဘူး။ဥမာသဘောတူပါကျွန်တော်ကကျမရဲ့လည်းကျွန်တော်သိထားရတဲ့လူတယောက်ဖြစ်တယ်။ကျွန်တော်တို့ဥမာသဘောတူပါသွေးတူးယောဂရှိတဲ့လူတယောက် ဆေးတောက်တဲ့ခါမှာဆရာဝန်ကြီးရဲ့ညည်းနဲ့ပြောရပေါ့နော်အဲ့တော့သွေးထိန်သေးပေါ့နော်ကျွန်တော်ကအမလောင်းနဲ့ပတ်သက်တိုင်းတောက်လို့ဆိုရင်တောက်နေတဲ့အချိန်မှာကျွန်တော်နေ့စဉ်တောက်တဲ့ခါကကျွန်တော်ကချစ်ချင်းရတဲ့တခုကိုမရဘူးဒါပေမဲ့သို့တော်သူဒီအချိန်ကာလတစ်ခုကိုကျွန်တော်ကညည်းနဲ့တောက်နေတဲ့ခါလူလေးချိန်ပေါ့နော်တောက်တဲ့ခါကြာပြီကျွန်တော်တို့ကဒီကျမ်းမာရေးကောင်းခြင်းဆိုတော့ကျွန်တော်တို့ကဟိုဟာပြီးတော့မှကျွန်တော်ရောက်ရှိလာတာဖြစ်တယ်နော်အဲ့တော့ကျွန်တော်တို့ကနေ့စဉ်လုပ်တဲ့ခါကျရင်ကျွန်တော် reset တစ်ခုမရဘူးလေငါဒီနေ့အလုံးမဖြစ်ဘူးဒီနေ့အပြင်ငါလုပ်လိုက်တယ်မဟုတ်ဘူးလို့မ ါတွေအားလုံးက negative တွေပါနော်တစ်ချိန်ကျရင်ကျွန်တော်အောင်မြင်တဲ့အခါကျတော့ဒီရက်တွေဒီနေ့တွေဒီနှစ်တွေကိုဖျက်ဆီးခဲ့ရဆိုတော့ကိုယ့်ရဲ့အောင်မြင်မှုတစ်ခုပါအဲ့တော့ဒီနေ့ကျွန်တော်ပြောချင်တဲ့ share လုပ်ပေးချင်တဲ့အကြောင်းကလည်းစလီယံကြံ့ခံခြင်းတလျာဒီရင်းနှီးခံတဲ့လူပေါ်ဖျက်ဆီးနိုင်အောင်ကိုကျွန်တော်ကြိုးစားဝင်လို့လေလူငယ်တွေရောကျွန်တော်လူသားမှန်သမျှเนาะဒါပဲနေမှာပဲဖြစ်ဖြစ်ပဲလူမျိုးပဲဖြစ်ဖြစ်ပါလားကိုယ့်ကိုယ်ကိုယ်ကိုဒီအချိန်ကာလတစ်ခုဖျက်ဆီးရတယ်ဆိုတော့ကျွန်တော်တို့ဒီထားဝင်လို့ကျွန်တော်တို့ရှင်းပြလို့ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်